ဒီပူပီရုပ်တံကိုကြည့်စုနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီကနေ့မေလ16ရက်နေ့မှာထွက်စီခဲ့တဲ့နိုင်ငံပိုင်သတင်းစာ ပုတ်လိကသတင်းစာတွေထဲကကောင်းလို့ရရတွေကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကိုအောင်သူနဲ့ကျွန်တော်လင်းဆောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာပါခင်ဗျာဟုတ်ကဲ့ပါကိုလင်းဆိုင်ဟုတ်ကဲ့ကောင်းသူရေကျွန်တော်ဒီနေ့ဒီသတင်းစာနဲ့ဒီ channel တွေကပေါ့နော်ခေါင်းကြီးသတင်းတွေကိုကျွန်တော်ထူးထူးခြားခြားလေးတွေတွေ့လို့ကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဗျပထမဆုံးတော့ဒီနိုင်ငံပိုင်သတင်းစာနဲ့ပုဂ္ဂလိကသတင်းစာနှစ်ဆောင်တွေက ဟိုအကြောင်းအရာတစ်ခုတည်းမှာပေါ့နော်ခေါင်းကြီးသတင်းဖြစ်ဖော်ပြထားတာကိုကျွန်တော်အရင်ဆုံးရွေးချယ်ဖတ်ပြပါမယ်ပထမဆုံးဒီပြည်မြန်မာနေ့စဉ်သတင်းစာမှာတော့နိုင်ငံပိုင်းမီဒီယာလုပ်ငန်းများဆက်လက်လောက်ကင်သွားမည်ဟုပြန်ကြားရေးဝန်ကြီးပြောကြားဆိုတဲ့သတင်းတစ်ခုပေါ့နော်အဲဒီသတင်းနဲ့ပတ်သက်ပြီးတော့ပဲဒီစန်တော်ဂျေနေ့စဉ်သတင်းစာမှာအစိုးရမီဒီယာကတဲ့ပုဂ္ဂလိကမီဒီယာများနဲ့အစည်းအဝေးအရာရှင်းပြနေခြင်းမဟုတ်အစိုးရသတင်းစာနဲ့ပုဂ္ဂလိကသတင်းစာရှင်းပြနေရခြင်းဒီမမျှတဟုမြင်တဲ့ ဒါကအကြောင်းအရာတစ်ခုတည်းပဲပေါ့နော်ဟုတ်ကဲ့ဝေဒဘွေရရတယ်ပြီးတော့တမျိုးဖော်ထားဒီမှာပြောပြထားပေါ့အဲဒါနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့ဒီနိုင်ငံပိုင်သတင်းစာရဲ့ပေါ့နော်ကြီးမုံရဲ့ညနေဖုံးပေါ်မှာဖော်ပြထားတာကတော့နိုင်ငံပိုင်မီဒီယာများကိုပြည်သူနဲ့အစိုးရအကြားဆက်သွယ်ရေးလမ်းကြောင်းအဖြစ်အသုံးပြုသွားမယ်တဲ့ဒါကတော့ကျွန်တော်သတင်းစာ၃ခုကိုဖတ်လိုက်တယ်ဆိုပေမဲ့အကြောင်းအရာတစ်ခုတည်းမှာပေါ့နော်သူတို့ဖော်ပြထားတဲ့အနေအထားတစ်ခုပါနောက်တစ်ခုကတော့ဒီတက်ကနေထုတ်ထားတဲ့ဒီတက်ဆိုတာဒီစက်တက်ဘက်ကနေပေါ့နော်ထုတ်ထားတဲ့မြတ်ဝတီသတင်းစာရဲ့ မြောက်ဒီနေစဉ်ရဲ့သတင်းစာရဲ့အမြင်နှဖုံးပေါ်မှာတော့ရန်ကုန်မြို့ကိုတဲ့ UNESCO ဤကမ္ဘာအမွေနှစ်စာရင်းဝင်ဖြစ်ရန်ကြိုးပမ်းကြည်တဲ့ဒါကတော့ထူးထူးခြားခြားပေါ့နော်ဒီနေ့ထွက်လာတဲ့သတင်းစာတွေရဲ့အမြင်နှဖုံးပေါ်မှာသူတခုတည်းကကွဲပြားတယ်ခြားခြားကွဲပြားပြီးတော့နေရာယူထားတာတွေ့ရပါတယ်ခင်ဗျာနောက်တစ်ခုအကြောင်းအရာတစ်ခုမှာပဲသတင်းစာနှစ်ခုကဖော်ပြထားတာဒီ The Voice Daily မှာရခိုင်ပြည်နယ်မြောက်ပိုင်းကိုမုံတိုင်းဖြတ်ကျော်မြည်တဲ့သူလိုပဲနောက်ထပ်ဒီ7 Day သတင်းစာကပေါ့နော်ကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မြန်နှဖုံးသတင်းဖြစ်ဖော်ပြထားတာပါ မုံတိုင်းငယ်ရခိုင်ပြည်နယ်မြောက်ပိုင်းသို့မေလ20ရက်တွင်ဝင်ရောက်နိုင်ပါတယ်တဲ့ဒါကတော့ကျွန်တော်တို့ဒီနေ့ထွက်စီလာတဲ့သတင်းစာတွေထဲမှာကောင်းကြီးသတင်းဖြစ်နေရာယူထားတာတွေကိုကျွန်တော်ပထမဆုံးဖတ်ပြသွားတာပါခင်ဗျာဟုတ်ကဲ့ပါကုလင်းဆက်ကဒီကနေ့ထွက်လာတဲ့သတင်းစာတွေရဲ့ကောင်းကြီးသတင်းတွေကိုဖတ်ပြပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်ကတော့ဒီအေရီရာအဘော်ပေါ့နော်တဲ့ဒါတော့အသက်လို့လည်းပြောလို့ရတယ်ဟုတ်ပါဘူးအေရာအဝတ်ဟုတ်ကိုကျွန်တော်ဖတ်ပြပေးပါမယ်ကျွန်တော်ကတော့ The White Daily သတင်းစာမှာပါတဲ့အေရာအဝတ်ဟုတ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ခင်ဗျာ ဒီမိုကရေစီရေခမ်းမြေခမ်းများဖွံ့ဖြိုးရေးဆိုပြီးတော့ခေါင်းစဉ်တက်ထားတဲ့ကိုလင်းဆက်ရေးဒီကနေ့မနက်ပိုင်းနဲ့ရန်ကုန်မြို့တော်ကန်တော်ကြီးပဲရီခေါ်တယ်မှာမီဒီယာဖွံ့ဖြိုးရေးမူဝါဒရေးရာဆွေးနွေးပွဲမှာတဲ့ပုဂ္ဂလိကမီဒီယာဖွံ့ဖြိုးရေးနိုင်ငံပိုင်မီဒီယာများအတွင်ကူးပြောင်းရေးနဲ့မြန်မာနိုင်ငံမှာရှိတဲ့ရုပ်သံလွှင့်မီဒီယာနယ်ပယ်တို့အကြားကဏ္ဍ၃ခုခွဲဆွေးနွေးခဲ့ရမှာပြည်ညာရေးဝန်ကြီးဌာနဆက်ရှိတဲ့မရှိတဲ့နိုင်ငံပိုင်သတင်းစာများပြုပြင်ပြောင်းလဲရေးကိစ္စတို့အပေါ်မှာအာယုံ site အလေးကဲသွားတာဟုတ်တဲ့တွေ့ရပါတယ်ပုဂ္ဂလိကမီဒီယာတွေဘက်က မီဒီယာလောကဖွံ့ဖြိုးဖို့အတွက်တဲ့မိမိတို့ဘာသာပြုပြင် ပြောင်းလဲရန်လိုအပ်တဲ့အချက်တွေအစိုးရဒါမှမဟုတ်ဘူးဆိုရင်တဲ့ပြည်ချာရေးဝန်ကြီးဌာနကစောင့်ရမ်းသင့်တယ်လို့အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ပြည်ချာရေးဝန်ကြီးဘက်ကတော့တဲ့၎င်းတို့ဝန်ကြီးဌာနဖြတ်သိမ်းရေးကိုဥတည်ပြောဆိုနေတယ်လို့ယူဆသွားပါတယ်ဆိုပြီးတော့သူကအိတ်သားနေပြီးတော့တုံးသက်ထားတာပေါ့ဗျာ။ဒါကျွန်တော်ဆက်ပြီးတော့ဖော်ပြဖတ်ပြပေးပါမယ်။ဒီမိုကရေစီအတွင်းဒီမိုကရေစီအတွင်းကူးပြောင်းရေးညှိနှိုင်းချခဲ့တဲ့အရတားတစ်ပိုင်းတပ်မတော်သားတစ်ပိုင်းဥသိမ်းစိန်စိုးရလက်ထက် တတန်း၅နှစ်ကာလအတွင်းမှာလည်းနိုင်ငံပိုင်ငွေကြေးသို့မဟုတ်ပြည်သူ့ဘဏ္ဍာငွေများနဲ့အာဏာရပါတီနဲ့အစိုးရဝါဒဖြန့်ချီရေးအတွက်ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့နိုင်ငံပိုင်မီဒီယာကိုလည်းအသုံးပြုသွားပါတယ်ဒီမိုကရေစီနှိကြပြည်သူလူထုရဲ့စံနာမဲနဲ့ရွေးချယ်တင်မြောက်ခံရတဲ့အစိုးရလက်ထက်မှာလည်းထုံမှုထိုဝါဒဖြန့်ချီရေးရန်ရကိုလည်းချက်ချင်းဖျက်သိမ်းခြင်းဒါမှမဟုတ်ရင်ကြီးကြီးမားမားပြုတ်ရင်ပြောင်းလဲလိမ့်မယ်လို့သတင်းမီဒီယာလောကသားတွေကမျှော်လင့်ခဲ့ကြပေမဲ့ တန်ကြာရေးဝန်ကြီးဌာနနဲ့နိုင်ငံပိုင်မီဒီယာတွေဘူနေမြဲကြားနေမြဲဖြစ်ခဲ့ပါတယ်။လက်ရှိနိုင်ငံပိုင်မီဒီယာဟာတဲ့ယခုကဲ့သို့ဝါဒဖြန့်ကျင်ရေးရန်ရယာမျိုးမဟုတ်တော့ဘဲပြည်သူကိုဥတည်တဲ့မီဒီယာများအဖြစ်သို့အသွင်ကူးပြောင်းနေတယ်လို့ဆိုပေမဲ့လည်းအသွင်တရံပြောင်းလဲမှုအချို့သာတွေ့ရပြီးအနှစ်သာရပိုင်းမှာတဲ့တိတာထင်ရှားတဲ့အပြောင်းလဲတွေမတွေ့ရပါဘူး။ရခိုင်စနစ်ဟောင်းနယ်နဲ့နှစ်ပေါင်းများစွာအသားကျနေတဲ့ဘျူရိုကရက်ကြီးများ ဦးစီးကုတ်ကင်းနေတဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့နိုင်ငံပိုင်သတင်းမီဒီယာတွေလက်ရှိအစိုးရဒီမိုကရေစီစနစ်နဲ့လျော်ညီစေရန်ချက်ချင်းပြုပြင်ပြောင်းလဲရန်မလွယ်ကူနိုင်တဲ့အပြင်ပုဂ္ဂလိကသတင်းမီဒီယာများအပေါ်တဲ့ယုံကြည်မှုနည်းပါးနေတဲ့အတွက်ဝန်ကြီးဌာနနဲ့နိုင်ငံပိုင်မီဒီယာများဆက်လက်ထားရှိခြင်းကိုသဘောမတူတော်လဲတဲ့လက်ခံနားလည်ပေးနိုင်ပေသည်ဆိုပြီးဖော်ပြထားပါတယ်။သို့တော်တဲ့နိုင်ငံပိုင်မီဒီယာများဟာပြည်သူ့ဗန်ဒာငွေနဲ့နိုင်ငံပိုင်အဆောက်အအုံပစ္စည်းတွေအသုံးပြုပြီးတော့စီးပွားရေးကြော်ညာများစွာလဲလက်ခံနေတဲ့အပြင် ငွေကြေးတန်ဖိုးတင့်၍ရောင်းချနေခြင်းမှာတဲ့တင့်တော်မတော်ပုဂ္ဂလိကသတင်းမီဒီယာတွေကိုတဲ့မထိခိုက်စေရန်ဒါမှမဟုတ်ရှင်းသန်းဖွံ့ဖြိုးစေရန်မြို့တော်မြည်ပုံပြုပြင်ပြောင်းလဲခြင်းအဖြစ်တဲ့ကုညီနိုင်မီစသည့်အချက်တွေကိုလည်းတေချာစဉ်းစားသုံးသပ်ရန်လိုပါတယ်ဒီမိုကရေစီရှင်းသန်းရေးမှာတဲ့ပုဂ္ဂလိကမီဒီယာများရှင်းသန်းဖွံ့ဖြိုးခြင်းမှာလည်းအရေးကြီးတဲ့ဒီမိုကရေစီရေကန်မြေကန်ဖြစ်တဲ့အတွက်ပြန်ကြားရေးဝန်ကြီးဌာနဒါမှမဟုတ်အစိုးရအနေနဲ့ယခုကျင်းပနေတဲ့ဆွေးနွေးပွဲမှာဆွေးနွေးချက်တွေပေါ်တဲ့အနှုတ် လက္ခဏာဆောင်သောအတိတ်ပဲကောက်ယူမှုထက်ရှင်လဲလျှောက်တာပြားလဲဆွဲတာအပေါင်းလက္ခဏာအကြံပြုချက်များလက်ခံစဉ်းစားပေးခြင်းနဲ့ရင်းကျက်သဘောထားကျင့်မှုကိုတဲ့ပြတတ်ပါမည်အကြောင်းပြောလိုရင်းဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတော့ဒါကတော့ကျွန်တော်တို့မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးပွဲမှာဥက္ကဋ္ဌမီဒီယာတွေဘက်ကဆွေးနွေးခြင်းတဲ့အကြောင်းအရာကတမျိုးပြည်ညာရေးဝန်ကြီးဌာနကအထင်မြင်လွဲသွားတာကတဖုံအဲ့ဒါကိုအဲ့ဒီဒါကနေပြီးတော့ထောက်ပြထားတဲ့ အဲ့ဒါအပေါ်ပေါ့ဗျာ။ဒါတော့ဒီပုဂ္ဂလိကသတင်းစာနဲ့နိုင်ငံပိုင်သတင်းစာရဲ့ကြားတွေကအားပြိုင်မှုတွေပေါ့နော်။ဒီဘွားကြီးရဲ့အားပြိုင်မှုတွေနိုင်ငံရေးရဲ့အားပြိုင်မှုတွေဒီသတင်းစာကပဲသူတို့ကြော်ညာရတာဟိုင်းနဲ့ပတ်သက်ပြီးတော့ကြားထဲမှာပေါ့နော်။ဟုတ်ကဲ့ဗျာ။ဆွေးနွေးနေရတော့ဒီနေ့ချေတိမပြေလည်သေးတဲ့အနေထားပါပဲခင်ဗျာ။ဟုတ်ကဲ့။ဟုတ်ကဲ့ကျွန်တော်လည်းဒီပြည်မြန်မာမှာပါတဲ့သတင်းတစ်ခုပေါ့နော်။ဒါကလည်းစောစောကကိုအောင်သူဖတ်သွားတဲ့အဒီတာအပေါ်နဲ့ဆက်ဆက်တဲ့သတင်းတစ်ပုဒ်ပါပဲခင်ဗျာ။ဟုတ်ပါဗျာ။ဟုတ်ကျွန်တော်ရွေးချယ်ထားတာကတော့နိုင်ငံပိုင်မီဒီယာလုပ်ငန်းများဆက်လက်လုတ်ကင်သွားမည်ဟုပြန်ကြားရေးဝန်ကြီးပြောကြားဆိုတဲ့သတင်းကိုဒီပြည်မြန်မာမှာဖော်ပြထားတာပါ။ နိုင်ငံပိုင်သတင်းမီဒီယာဆိုင်ရာမူဝါဒနဲ့ပတ်သက်၍ဆွေးနွေးပွဲတစ်ရက်ကိုတဲ့မေလ15ရက်နေ့ကကန်တော်ကြီး Palace Hotel မှာကျင်းပစဉ်ပြည်ချိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမင်းကနိုင်ငံပိုင်မီဒီယာလုံခြုံရေးကိုဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်တဲ့ဒါကတော့ဝန်ကြီးရဲ့စကားကိုပေါ့နော်သူကကိုးကားပြီးတော့သူကဖော်ပြထားတာပါဟုတ်ကဲ့ပါဗျာဒါဒီဝန်ကြီးရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြန်ကြရေးဝန်ကြီးရဲ့တဲ့ပြောကြားချက်အပေါ်မှာတဲ့ဒီ article 19အဖွဲ့ကပေါ့နော်ဒီ Mr. Oliver Spencer ကပြောတာပါ ူကဘာပြောလဲဆိုတော့ NLD အနေနဲ့တဲ့ဒီမိုကရေစီပြည့်ဝတဲ့အစိုးရတရက်ဖြစ်ချင်ပါသလားတဲ့ဒီမိုကရေစီမှာတဲ့နိုင်ငံပိုင်မီဒီယာမရှိရပါဘူးတဲ့ပုံနေရောရုပ်သံရောဘာတစ်ခုမှကိုမရှိရပါဘူးတဲ့အများပြည်သူဝန်ဆောင်မှုမီဒီယာဆိုတာကနိုင်ငံပိုင်မီဒီယာနဲ့အတော်လေးကွာခြားပါတယ်တဲ့တရုတ်ကမ်ဘောဒီးယားနဲ့လာအိုတို့မှာနိုင်ငံပိုင်မီဒီယာတွေရှိကြပါတယ်တဲ့ဘာကြောက်လဲ သူတို့ဟာဒီမိုကရေစီနိုင်ငံတွေမှမဟုတ်တာဟုသုံးသက်ပြောကြလိုက်တာဆိုပြီးတော့ဒီပြည်မြန်မာကပေါ့နော်ဒီ article နဲ့နေကဒီ Mr. Oliver Spencer ရဲ့ပြောစကားကိုသူကထည့်ပြီးတော့ဖော်ပြထားတာပါဟုတ်ကဲ့ပါနောက်တဲ့တခြားဒီတက်ရောက်လာတဲ့သူတွေကပါပြောလဲဆိုတော့မီဒီယာအဖွဲ့အစည်းများမှာတဲ့ပုံကိုအများစုကလည်းပြန်ကြမ်းရုံကြီးဌာနကိုဆက်လက်ထားရှိမည်အခြေအနေနဲ့ပတ်သက်၍ဝေဖန်ဆွေးနွေးခဲ့ကြပြီးတော့ဝန်ကြီးဌာနတစ်ခုစီတိုင်းမှာတဲ့ပြည်သူဆက်ဆံပြန်ကြမ်းရေးဌာနများစီးနေကြပြီးဖြစ်ရတဲ့ ပြန်ကြားရေးအတွက်ဝန်ကြီးဌာနတစ်ခုတည်ထောင်ထားစီရန်မလိုအကြောင်းလဲဆွေးနွေးခဲ့ကြပါတယ်တဲ့ဒါကတော့ပြန်ဆက်တွေပေါ့နော်စီနီယာအတွက်ကြောင့်မလို့ဒီပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့မရှိသင့်ဘူးဆိုပြီးတော့အခြားတက်ရောက်တဲ့သူတွေကဆွေးနွေးခဲ့တာပေါ့နော်ဒီသတင်းစာရင်နောက်ဆုံးမှာဗာပြောထားလဲဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီပြည်တော်စုဝန်ကြီးဒေါက်တာဖေမြင့်ရဲ့ပြောစကားပေါ့နော်သူကဖော်ပြထားပါတယ်ပြန်ကြားရေးဆိုတဲ့အစ်ကိုင်းမှာလဲထိုင်လဲထိုင်ကျင်နေတဲ့ခုတ်လဲခုတ်ချင်တယ်ဆိုပြီးတော့အဲ့ဒီလိုဖြစ်နေတယ်ဆိုပြီးတော့ဒေါက်တာဖေမြင့်ကပေါ့နော်ညီကုန်းချုပ်မှာမှတ်ချက်ပြုပြီးပြောကြားခဲ့ပါတယ်တဲ့ ်ဒါကတော့ကျွန်တော်တို့နိုင်ငံပိုင်မီဒီယာစီးတင်တဲ့အကြောင်းကိုပေါ့နော်ဒီဆိုတဲ့အကြောင်းဝန်ကြီးရဲ့ပြောကြားချက်စကားပေါ်မှာကျန်တဲ့လူတွေရဲ့စကားနဲ့ပေါ့နော်သူကဝေဝေဆာဆာလေးဖော်ပြထားတာကိုတွေ့ရပါခင်ဗျာကျွန်တော်တို့ဒီပေါ့နော်ပြီးခဲ့တဲ့၃ရက်နေကလည်းကျွန်တော်တို့ကမ္ဘာစာနယ်ဇင်းလှုပ်လှက်ခွင့်မှာကိုလင်းဆက်တဲ့ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမီဒီယာတွေနဲ့ပြည်ညာရေးဝန်ကြီးနဲ့ကျွန်တော်တို့ဒီသတင်းလောကကသူတွေနဲ့တွေ့ဆုံတဲ့အချိန်တုန်းကလည်းသူကပြောသွားတယ် နိုင်ငံပိုင်မီဒီယာနှစ်ခုကိုနှစ်ခုစလုံးသူကဘာကြောင့်မခွဲတာလဲဆိုတော့ဂျေးမုံကဂျေးမုံတက်တက်ဖြစ်နေတော့မြန်မာလေယာဉ်မြန်မာလေတက်တက်သူ့ရဲ့ group အောက်မှာဖြစ်နေတဲ့အတွက်ကြောင့်ခွဲဖို့ခက်ခဲတယ်ပေါ့နော်ဒီပုဂ္ဂလိကတရင်လောကတမားတွေတင်ပြတာကဒီနိုင်ငံပိုင်နှစ်ဆောင်လဲရတဆောင်ထုတ်ရင်မရဘူးလားဆိုတော့ဝန်ကြီးဆိုဌာနအောင်မေးတဲ့အခါမှာဝန်ကြီးကအဲ့လိုပြန်ဖြေသွားတာရှိတယ်နော်ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ထပ်ပြီးတော့ဖတ်ပြပေးကြပါမယ်နောက်တဲ့တရင်တစ်ပုဒ်ကတော့အရင်အရေးကြီးပါတယ်ရာသီဥတုနဲ့လည်းတက်ဆိုင်နေပါတယ်ဒီကိစ္စကလည်းကျွန်တော်တို့ သတိထားမယ်ကိစ္စလေးတခုပါ။ဒါတော့ဒီ7 day သတင်းစာမှာဖော်ပြထားတဲ့သတင်းလေးတစ်ပုဒ်ပါဗျ။သတင်းကောင်းစုံကိုကျွန်တော်ဖတ်ပြပေးပါမယ်။မုံတိုင်းငယ်တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းတို့နဲ့မင်း20တွင်ဝင်ရောက်နိုင်တယ်ဆိုပြီးတော့ဖော်ပြထားတဲ့သတင်းလေးပါ။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရေဝန်တည်တဲ့မုန်တိုင်းငယ်အဖြစ်ရခိုင်ပြည်နယ်မြောက်ပိုင်းတို့နဲ့မေ20ရက်ခန့်မှာတဲ့ဝင်ရောက်နိုင်ကြောင်းမိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်နဲ့မူဆလာဌာနသတိပေးထားပါတယ်။မေလ15ရက်ညနေခန့်မှန်းချက်အရလေပြင်းအားနဲ့ရေဝန်ဟာတဲ့ပုံမအားကောင်းလာပြီတဲ့မုန်တိုင်းငယ်ဖြစ်လာနိုင်တာ ကုံသွင်းကိုလည်းတနာကြီး၄တိုင်းနှုန်းမိုင်40 45မိုင်နဲ့တဲ့9ရက်အတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းတဲ့ဒေါက်တာထွန်းလင်ကခန့်မှန်းထားပါတယ်တဲ့ဒီမှာဆက်ပြီးတော့ဖော်ပြထားတာကမုံတိုင်းငယ်တဲ့ယူရီယာရလမ်းကြောင်းပါတဲ့အချိန်နဲ့အမျှပြောင်းလဲနိုင်ပြီးတော့မိုးလေဝသသတင်းတွေကိုပြည်သူလူထုကလည်းစောင့်ကြည့်နားထောင်ရတဲ့လူကြောင်းတဲ့ဒေါက်တာထွန်းလင်ကလည်းအကြံပြုထားပါတယ်တဲ့လက်တော်ခန့်မှန်းချက်တွေအရရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကိုလည်းဝင်ရောက်နိုင်ပြီးမုံတိုင်းလမ်းကြောင်းတဲ့အခြေအနေအရဘင်္ဂလားဒေ့ရှ်ကမ်းခြေဒါမှမဟုတ်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကမ်းခြေတို့ကိုတဲ့ဥတီတိုက်ခတ် ဖြတ်တန်းနိုင်ကြောင်းနဲ့ဒေါက်တာထွန်းလင်ကခံမှန်းထားပါတယ်မုံတိုင်းငယ်ရဲ့အရှိန်ကြောင်းနဲ့မြန်မာနိုင်ငံကအနောက်တောင်မုတ်တူလေးဝင်ရောက်နိုင်ပြီးတဲ့လေတုမငိမ်မသက်ဖြစ်ပြီးမိုးတိမ်တောင်အန္တရာယ်ကိုပါတဲ့သတိပြုကြံဒေါက်တာထွန်းလင်ကဆက်လက်ပြောကြားထားပါတယ်မြန်မာနိုင်ငံဒေသအနှံ့မှာတဲ့ယခုရက်ပိုင်းမှာတဲ့ညနေပိုင်းအချိန်တိုင်းမိုးကြိုးပြင်းချင်း လေပြင်းကြခြင်းများဖြစ်ပေါ်နိုင်ကြောင်း၎င်းကသတိပေးထားပါတယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းလေပြင်းရတဲ့ရောင်းဟာနဲ့မေလ16ရက်နေ့နံနက်မှာတဲ့မုန်တိုင်းငယ်စတင်ဖြစ်ပေါ်နိုင်ပြီး၃ရက်မှ၄ရက်ခန့်အထိတဲ့ပင်လယ်ပြင်မှာတိုက်ခတ်နေပြီဖြစ်ကမေ20ရက်နေ့တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ဝင်ရောက်နိုင်ကြောင်းနဲ့သတင်းထုတ်ပြန်ထားပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတဲ့မုံတိုင်းငယ်အဆင့်ဖြစ်ဝင်ရောက်ရန်တဲ့60ရာခိုင်နှုန်းခန့်တေချာနေကြောင်းမိုးစလတာဝန်ရှိသူတို့ကပြောကြားထားပါတယ်တဲ့ထို့ကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကံကုန်တန်းဒေသများကိုတဲ့ပထမအဆင့်နှိုးဆော်ပြီး9ရက်အတွင်းမုံတိုင်းဖြတ်ကျော်ဖွယ်ရှိနေကြောင်းဒေါက်တာထွန်းလင်ကပြောပါတယ်တဲ့အဆိုပါမုံတိုင်းအရှင်ကျောင်းနဲ့မုတ်တုံလေးဝင်ရောက်လာနိုင်ကြောင်း၎င်းကဆက်လက်ပြောကြားထားပါတယ်တဲ့ဒါတော့ကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဥတည်နေတဲ့မုံတိုင်းတစ်ခုကိုမိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ခန့်မှန်းထားသလိုပဲကျွန်တော်တို့မိုးစလကလည်း ဒီဥစ္စာကိုထုတ်ပြန်ထားတာတင်းထုတ်ပြန်ထားပါခင်ဗျာအဲ့ဒီ data မှာရှိနေတဲ့ပြည်သူတွေအနေနဲ့သတိကြီးကြီးထားပြီးတော့နေဖို့အတွက်အရန်အရေးကြီးနေပါတယ်ခင်ဗျာဟုတ်ကဲ့ဒါက20နှစ်မှဝင်ရောက်မယ်ဆိုတော့ဒီနေ့ကြည့်တော့ဒီနေ့16ရက်စီနေပြီပေါ့နော်ဟုတ်ကဲ့ဗျာအရန်နေပါတယ်ဒါကြောင့်မလို့ဒီကြားထဲမှာလည်းဒီမိုးလေဝသနဲ့ပတ်သက်တဲ့သတင်းတွေကိုအဆက်မပြတ်နောက်ထောင်မှုအဆက်မပြတ်ကြည့်နေဖို့သတိထားဖို့လိုရဲဆိုပြီးတော့လည်းသတိပေးထားတာတွေ့ရပါတယ်ခင်ဗျာဟုတ်ပါတယ်ဗျာဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်တော်ကလည်းဒီ7 day သတင်းစာထဲမှာပဲပါတဲ့သတင်းတစ်ခုပေါ့နော်ဟုတ်ကဲ့ဗျာဒါကတော့ကျွန်တော်တို့သတင်း2တစ်ခုလို့ပြောရမှာပါဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ဒီသမရဟောင်းဦးသိန်းစိန်နဲ့ပေါ့နော်တိုင်းသားလက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်နေနဲ့တွေ့သွားတယ်ဆိုတဲ့သတင်းတစ်ခုကိုကျွန်တော်တို့ဒီ7 day မှာဖော်ပြချက်အရာတွေ့ထားပါဗျ။ KNU ဥက္ကရာစောမှုတူစေဖို့နေပြူတော်မှာတဲ့တက်ချုံနဲ့ဦးသိန်းစိန်တို့တွေ့ပါတယ်တဲ့။ KNU အမျိုးသားအစည်းအရုံး KNU ဥက္ကရာဘိုလ်ချုပ်ကြီးစောမှုတူစေဖို့ကသမရဟောင်းဦးသိန်းစိန် တမရော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမဲအောင်နိုင်တို့အနေနဲ့နေပြည်တော်မှာတရားတွေးဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်တဲ့ဒါကိုတော့ကျွန်တော်တို့ saving day မှာပေါ့နော်ဒီအတွင်းထဲမှာကျွန်တော်တို့စာမျက်နှာကိုမှသူဖော်ပြထားတာပါအဲတွေ့တာကတော့ဒီ KNU ဥက္ကရာဗိုလ်ချုပ်ကြီးစောမှုသူစေဖို့နဲ့ပေါ့နော်တမရော်ကာကွယ်ဦးစီးချုပ်နဲ့တင်တွေ့တာမဟုတ်ပါဘူးဒီကြားထဲကမှကျွန်တော်တို့ဒီတမတအကနေအနားယူထားရတယ်ပေါ့နော်အရင်တမတဟောင်းပေါ့နော်ဦးသိန်းစိန်နဲ့ပါသူတို့တဘာတည်းတွေ့သွားတာပါဟုတ်ကဲ့ဗျဟုတ်ကဲ့သူကဆက်ပြီးပြောထားတော့မေလ14ရက်နေ့ကတဲ့အဲ့ဒီလိုတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များကအတည်ပြုပြောကြားပါတယ်တဲ့ ဦးသိန်းစင်ရဲ့တက်မတော်ကာကွယ်ဦးစီးဂျုံတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့ဆက်လက်ထိန်းသိမ်းနိုင်ရန်တွဲဆောင်ရေးဖြစ်ကြောင်း KNU ဘိုကော်မတီဝင်ဖရိုမန်းငိမ့်မောင်ကပြောကြားပါတယ်တဲ့အကြောင်းပြချက်ကတော့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နောက်ထပ်ဆက်လက်ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့ဆိုပြီးတွေးခဲ့တယ်ဆိုပြီးတော့အဲ့ဒီဒီမှာ KNU ရဲ့ဘိုကော်မတီဝင်ဖြစ်တဲ့ပေါ့နော်ဖရိုမန်းငိမ့်မောင်ကအတည်ပြုပြောကြားတော့ပါတဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်နိုင်ခဲ့ပါတယ်တဲ့ဒါကြောင့်မို့လို့ဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်တဲ့ဒါကြောင့်တွဲဆောင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ program ကြီးမောင်က7 day ကိုအတည်ပြုပြောကြားခဲ့တာပါတဲ့ညဉ့်ညဲရေလုပ်ငန်းစဉ်နဲ့ပတ်သက်၍ပူးပေါင်းဆောင်ရွက်ရန်အရင်ကသဘောတူညီပြီးသားဖြစ်၍အထူးဆွေးနွေးခဲ့ခြင်းလည်းမရှိကြောင်းပြောပါတယ်တဲ့ KNUD တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA မှာတဲ့ပါဝင်လက်မှတ်ရေးထိုးထားတဲ့အင်အားကြီးတိုင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီးတော့ တမရဟောင်းဦးသိန်းစိန်လက်ထက်ကလေးကအစိုးရနဲ့နှိကက်တဲ့ဆက်ဆံရေးလဲစီးခဲ့ပါတယ်ဆိုပြီးတော့ဒီသတင်းစာမှာနောက်ဆုံးအနေနဲ့ပေါ်ပြထားတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့သူကြာကြာဖြစ်စင်ပါเนาะကျွန်တော်တို့ဒီရင်စိုးရလက်ထက်ဟောင်းမှာ KMU အနေနဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာဒီ MCA စာချုပ်မှာလက်မှတ်ထိုးထားတယ်ဆိုပေမဲ့လက်ရှိအစိုးရပြောင်းလာတဲ့အချိန်မှာ တော့တွေ့တယ်ပေါ့နော်။ဟုတ်ကဲ့။တော့တွေ့တယ်သူ့အနေနဲ့လည်းဒီဆက်ဆံရေးကောင်းမွန်တယ်ဆိုတဲ့ဥစ္စာကိုအကြောင်းပြထားပေမဲ့သူတို့ရဲ့ဂျာတာမှာဘာတွေထပ်ပြီးတော့ဆွေးနွေးခဲ့တယ်လဲပေါ့နော်။ခုလက်ရှိဘာတွေဆွေးနွေးခဲ့တယ်လဲ။ဘာတွေဆွေးနွေးကြအောင်မှာလဲဆိုတော့ဒီထဲမှာတိတိကျကျပေါ်ပြမထားပေမဲ့ကောင်းမွန်တဲ့ဆက်ဆံရေးစီးလို့မို့လို့ပေါ့နော်။ဒီဆက်ဆံရေးကိုထိမ့်သိမ့်တဲ့အနေနဲ့တွဲဆောင်လာလို့ပဲကျွန်တော်တို့ပေါ်ပြထားတာတွေ့ရပါတော့။ဒီညဉ့်ညဉ့်ရေးတစ်ခုကိုတွားမယ်ဆိုရင်လည်းကျွန်တော်တို့ခုလက်ရှိအစိုးရတော်ဝင်ရှိသူတွေအနေနဲ့တွေ့ဆုံရမှာပေါ့နော်။ဒါပေမဲ့ဒီမှာတော့သူတို့ဘယ်လိုတွေဆက်တွေ့လဲ၊ဘာတွေဆက်လုပ်တယ်ဆိုတော့တတိယမှာတော့မဖော်ပြထားပေမဲ့ တမနာဟောင်းဦးသိန်းစိန်နဲ့ဘူဂျိုကြီးမင်းအောင်လှိုင်နဲ့ပေါ့နော်သူတို့တွေ့ဆုံတဲ့အကြောင်းကိုဖော်ပြထားတာလို့တွေ့ပါတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ထပ်ပြီးတော့ဖတ်ပြပေးပါမယ်ဒါသတင်းတော့မဟုတ်ပါဘူးကျွန်တော်ကာတွန်လေးတစ်ပုဒ်ကိုကျွန်တော်ရေးပြပေးထားတာပါအစီအစဉ်ရဲ့နောက်ဆုံးလို့လည်းပြောလို့ရပါတယ်ကာတွန်ဆရာထိန်သာရဲ့လက်ရာတွေပါကိုလင်းဆယ်ကြီးဒီမှာလူအုပ်ကြီးပေါ့ဗျာလူအုပ်ကြီးတဲ့သူတို့ရှုပ်ရှုပ်ရှက်ရှက်တော့ဖြစ်နေကြတယ်ဗျကျွန်တော်ယူဆတာကတော့ဒီမှာ accident ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်မတော်တဆရင်ပဲဖြစ်ဖြစ်တစ်ခုခုပဲပေါ့ဖြစ်ဖြစ် အဲ့လိုမျိုးဖြစ်နေတဲ့အနေထားလို့ကျွန်တော်ယူဆမိပါတယ်အဲ့ဒီမှာပြောထားတဲ့လူတွေကပြောလာတဲ့ဇာတ်ကားတွေတော့ဖြစ်ကြားတယ်ဗျအဲ့ဒါကိုကာလုံးဆရာတွေပြီးတော့စာရေးသားထားပါတယ်ကျွန်တော်အဲ့စာကိုဖတ်ပြပေးပါမယ်အနာမကက်နဲ့တဲ့ရဲခဏဆောင်ရဲလာရင်တဲ့စေယုံကခဏဆောင်တဲ့စေယုံရောက်ရင်ဆရာဝန်ကိုခဏဆောင်ကမ်းပါရင်ပြေပါမဟုတ်ဘူးဟုတ်ကဲ့ခင်ဗျဒါကတော့ဟိုတာဝန်ရှိသူတွေကိုစောင့်ဆိုင်းနေရတဲ့ပုံတော့เนาะအစင်းစင်းစောင့်နေရတဲ့သဘောပါခင်ဗျနောက်ဆုံးတော့တေဖို့ကံမပါရင်တော့မတေနိုင်ဘူးပေါ့လေတေဖို့ကံပါလာရင်တော့ အဲ့နာပဲသေးပေါ့အဲ့နာမှာပဲသေးပေါ့ဘာမှတာဝန်ယူမှုပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့မေလ16ရက်နေ့မှာထွက်စီခဲ့တဲ့သတင်းစာနဲ့ဂျာနယ်တွေကကောင်းလို့ရရတွေကိုဖတ်ကြပေးတဲ့အစီအစဉ်ကိုရနာတော့မှာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ဆွနေကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်